ားရမှာပြည်သူလူထုစဉ်းစားရမှာကဒီပြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကိုဒီကပြည်သူစစ်ကဆိုယူတော့ရတယ်သူကလည်းတိတယ်ဒီကောင်လာပြီဒီချိန်မှာကသူကပြည်သူစစ်ဟိုကလည်းကြီးတာဝန်ထမ်းဆောင်တွေမှာစားပါပြိုးဝေအဲ့ဒီဂျားထဲမှာကိုကသူကတိနေပြီသူကတိနေပြီတိနေတော့အဲ့ကောင်ကိုဓာတယ်မှန်မကြဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပိုင်းရိုက်တာပြိုးဝေလာပြီ ဟုတ်လားဘသူမားတယ်မနိုင်ဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာဘာမှမတော်ဘူးပြောတာအဆက်တက်နေတော့တော့ဒီကားကဒီလိုပဲလိုက်တယ်ဒီဘုံကြီးကျောင်းဆိုလိုက်တယ်ဒီလိုတော့ရည်ပဲချက်ချင်းနဲ့အလုပ်လုပ်တာဤရဲ့ချက်ချင်းနဲ့အလုပ်လုပ်တာပြဿနာချတာဒါပေမဲ့တမတော်ဒီနာသကနော်နာသကအစိုးရကြီးနဲ့တမတော်ကာကွယ်ရေးစည်းချုပ်နဲ့အဘာတူချုပ်ကြီးတို့ကိုကျွန်တော်တို့ကချွေးဥတို့ဘာတို့ပေါ့ကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကို ပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှဖြိုးဝေလုပ်တဲ့ဘဝတက်မတော့ဂုံတိတ်ကကြာစင်းစေခြင်းနဲ့နော်တက်မတော့ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလေတက်မတော့ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေလက်အောင်မှာရှိတာကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တတွေနော်သူတို့နှစ်ယောက်လုံးဖြစ်တာလေစောပြေတနာတွေက ကျွန်တော်တို့တက်မတော်ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြဆင်းကုန်လားဒီကောင်တွေနှစ်ကောင်လုံးအေးယူနှစ်ကောင်လုံးယူရမှာမယူလို့မရဘူးနော်ဖြိုးဝေလည်းယူသူကသူဘာကောင်မကလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကနော်41ကလူကဘုံဘူးအဆင့်ဆိုရင်တဲ့ပြောလာတာတဲ့ပဲပြောလိုက်မယ်စောက်ပဲ့မို့လို့ပေါ့ဗျာဟုတ်လားဒီရစီပဲစီ40လောက်တော့ဘူချုပ်တွေဖြစ်နေ41လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲ့ဝေပန်တာနော်လူတွေကဒုလောဒုလောတွေနဲ့ ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့ဒီနေ့မန္တလေးမှာဘာဖြစ်လဲမန္တလေးမှာအချင်းချင်းပြစ်ခတ်မှုဖြစ်တယ်ကံကောင်းတယ်ပြည်သူလူထုမသိဘူးနော်အဲ့ဆရာကြီးကအပြစ်ခံရတယ်ဟိုတယောက်ကတော့ဘာထားလိုက်တော့သူကစိတ်ပေါက်ပြီးတော့မှလိုက်ပြတာလိုက်ပြပြီးတော့မှကျွန်တော်တို့တက်မတော်အချင်းချင်းပဲပြစ်ခတ်ခဲ့တယ်တိတ်ဆုံးသွားတယ်ကြီးကျော်လာပါ နော်အများကြီးတော့သိတော့မပြောချင်ဘူးအဲ့တော့တက်မလို့ပါလေဒီလိုပဲလေတေတော့ကမန်နေဂျာမှာရှိတဲ့လူတွေတိမှာပေါ့ကျွန်တော်အများကြီးတော့ဟိုသိမပြောချင်ဘူးကိုသဘောရင်ဒီတင်းနေမတည်ဘူးလားကျွန်တော်အကုန်လုံးသိတယ်ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှာပြောရတာမပြောတဲ့မပြောတိုင်းကျွန်တော်ဘယ်တော့မှမပြောဘူးဒီနေ့ဈေးကြုံမှာနားမှာအင်းဝပဲအိုင်းနောက်မှာဖြစ်သွားတယ်နော်အဲ့ဒီမှာကျွန်တော်တို့ကတော့အဆရာကြီးရတယ်တကြီးနေပြီတကြီးတော့သူလဲစိတ်နေနေဟိုလိုမျိုးပေါ့နော်ဟုတ်ပါဘူး အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပြည်သူစစ်နဲ့ဘုံမှုဆိုသူတို့အခြေတင်းစကားများသည့်ဖြစ်စဉ်မှာနှစ်ယောက်စလုံးမားတယ်လို့အာကြီးဘက်ကသုံးသက်ချက်တွေဖြင့်ပညာရေးကြောင့်များကိုယာယီရနာထားရန် UNG MOD ညွှန်ကြားလိုက်တဲ့ထူးခြားသတင်းပါတင်ဆက်ပေးခြင်းပါတယ် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန၏အတိမတ်ပြုချိတ်ဆက်ဖွင့်လှစ်ထားပြီးမြေပြင်မှာပညာသင်ကြားနေတဲ့ကြားကာလပညာရေးကျောင်းများအားလုံးကိုခိတ္တရာရည်ရနာထားရန် NUG MNOD ကမေလ25ရက်နေ့မှာညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။အဲ့ဒီထုတ်ပြန်ချက်မှာနိုင်ငံတော်အာဏာကိုစစ်တပ်ကမတရားသိမ်းပိုက်ပြီးချိန်ကစပြီးအမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကလေးလူငယ်များပညာသင်ကြား권မဆုံးရှုံးစေရတဲ့ကြားကာလပညာရေးကိုနိလမျိုးစုံဖြင့်ဖော်ဆောင်တင်ကြားပေးလျက်ရှိတယ်လို့ဆိုပါတယ်။ ဒါအပြင်မတရားအာဏာသိမ်းစစ်တပ်ဟာစာတင်ကြောင်းများဆေးရုံများစတဲ့လူစုလူဝေးရှိရာနေရာများကိုလေကြောင်းကနေနီလမျိုးစုံဖြင့်ဘုံကျဲခြင်းဆက်တနက်များဖြင့်ရွေချက်ရှိရှိပြစ်ခတ်တိုက်ခိုက်ခြင်းတာဝေးပြစ်လက်နက်ကြီးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းတို့ဖြင့်လူသားများအပေါ်စစ်ရာဇာတူးမြတ်မှုကို နေ့စဉ်ဆိုးရွားစွာကျူးလွန်လျက်ရှိနေတယ်လို့ဖော်ပြထားပါတယ်။အဲဒါကြောင့် အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာန၏အတိမတ်ပြုမှုချိတ်ဆက်ပူးပေါင်းမှုတို့ဖြင့်မြေပြင်တွင်ဖွင့်လှစ်ပညာသင်ကြားနေတဲ့အခြေခံပညာပြည်သူအခြေပြုပညာရေးကျောင်းများအစင်းမြင့်ပညာရေးကျောင်းများနှင့်တမွေးပညာကျောင်းများအားလုံးဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများဆောင်ရွက်နေစဉ်အတွင်းခိတ္တရနာထရန်ညွှန်ကြားလိုက်တာလို့ဆိုပါတယ်။ဒါအပြင်နိုင်ငံသားကောင်းရတနာကလေးသူငယ်များဆရာဆရာမများနှင့်ပြည်သူများအသက်အန္တရာယ်ထိခိုက်ဆုံးရှုံးမှုမရှိစေရေးအတွက်အခုလိုထုတ်ပြန်ကြေညာလာလို့သိရပါတယ်။ ဒီညွှန်ကြားချက်တွေကိုသက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများမှတဆင့်ကြီးကြပ်ကူညီပူးပေါင်းဖော်ဆောင်ပေးကြရန်နှင့်တင်ကြားတင်ယူမှုစဉ်ဆက်မပြတ်စေရအတွက်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောမူဝါဒများလမ်းညွှန်ချက်များအတိုင်းဆောင်ရွက်ပေးကြရန်လည်းတိုက်တွန်းထားပါသည်။ဒီဟိုဗာလေပြည်သူ့စစ်ကစိုးယူထုံးတဲ့ဘုံမှုဖြိုးဝေနေဖြစ်တဲ့ပြဿနာကသူများတွေကျွန်တော်ကိုမင်းကအဲ့ ချိုးရချင်းလို့မပြောရဲဘူးလို့ဘာလို့ကျွန်တော်တို့လာပြောတာပေါ့ကျွန်တော်ကလည်းမဟုတ်ဘူးကျွန်တော်နားမစပါရောက်နေလို့တကယ်တမ်းတော့ဘယ်သူမားလဲဆိုရင်ချိုးရမားတယ်နော်ချိုးရဘာမားလဲဆိုရင်သူက၄တက်ကဆိုတော့ကျွန်တော်လည်းအတက်တနည်းပဲကြည်တာဒီဖြိုးဝင်နဲ့ဒီဇော်ယူထုံးနဲ့ကကျွန်တော်ကဖြိုးဝင်လို့ဘာလို့ခေါ်လဲလို့ပြောရင်နာမည်ကိုကျွန်တော်ခေါ်တာကယာရူးကိုကျွန်တော်မတက်တော့ဘူးနော်ဇော်ဝေဖြိုးဇော်ယူထုံးကိုလည်းကျွန်တော်က စုံထုံးမဲ့ပြောမှာနော်နေအောင်လုံးကကျွန်တော်တက်ကြီးတယ်ပြည်သူလူထုတွေနဲ့တစ်ဖက်ကလူတွေစိတ်ဝမ်းကွဲအောင်နော်ချိုးရရလဲသူတို့ကသူတို့အကြောင်းတရားတွေအရင်တည်းကရှိခဲ့တယ်မှန်မချဘူးသူလည်းအကြံနဲ့လာတာပဲဒါမှမဲ့ပဲဘာလို့မှန်မချရလဲ तू ကသူကပြည်နာကိုမပြည်ပြန်အောင် तू ကဖန်တီးတာဒီချိုးရရနော်နံပါတ်၁ချက်ကမှန်ချရမှာလေမှန်ချလိုက်ပြီရအောင်ကြီးလေးငါဖြိုးပြီပါဟုတ်လား ဘုံမှုပြောပြပါတော့ငါဒီလိုပါဘလို့ကိုဟမ်စိတ်မှုမသိဘူးလေကျွန်တော်လဲအပေါ်လာအောင်စိတ်မှုမှုဆိုတာဘယ်လိုလဲဒီသေးတော့ဘူးလားဒီလိုပါပဲကျွန်တော်တိုက်ခတ်ခံနေရတာပဲဘာကနေပို့ပြလဲကျွန်တော်အဲ့ကြံကြေးသေးရေနော်ကားထဲမှာဟုတ်တယ်အော်နောက်ဘုန်းထဲမှာကျွန်တော်ဟိုဟာလေးအဲ့အဲ့ဥစ္စာလေးပို့ပေးသမှာ โอเคโอเคကျွန်တော်လည်းအရန်တိုက်ခဲ့ခံရတယ်သူစိတ်မူမူလည်းကျွန်တော်ပြောနေပြန်ပြီလေကျွန်တော်လည်းမသိဘူးအဲ့တော့ကျွန်တော်ဆက်ပြောမယ်အဲ့တော့ဖြိုးဝေကသူကမှန်ချရမှာနော်သူတို့အချင်းချင်းဂျိဆက်ဟိုးအရင်ကရှိခဲ့ဘူးလောက်လေအဲ့တော့မမချဘူးမမချတော့ဟိုကလည်းမမချတဲ့ပြဿနာနဲ့အဲ့ဒီထဲမှာစောင့်ပြဿနာတက်ကောဟိုကလက်ပြဘုံနေတနက်တွေနဲ့မမဆပါလားကျွန်တော်ပြောတယ်လေဝင်နှန်းအကုန်ကောင်းတာလို့နော်ကျွန်တော်ဝင်နှန်းတွေကိုဆဲနေဆိုတော့ခင်ဗျားတို့ဝင်နှန်းကဲ့ လက်ပြုံတွေပြခွဲပလိုက်မယ်လို့တနေ့တွေချပြတယ်လို့ငါကတက်မတော်ကလက်ရှိတာဝန်ထမ်းဆောင်တယ်လို့ဘာလို့ပြောတော့တိတ်ကမကြဘူးလားကျွန်တော်ပြောနေတာမှားလို့လားအဲ့လိုလူတွေရှိတယ်နော်အဲ့တော့ကဲချိုးရီကိစ္စတော့သူမှားသွားပြီအဲ့ဒါကိုဗီဒီယိုဖိုင်ရိုက်ထားတာကဘာတောင်းရိုက်ထားတာလဲစဉ်းစားရမှာပြည်သူလူထုစဉ်းစားရမှာကဒီဖြိုးဝေဒီဂိတ်ကိုလာပြီဆိုတာကို ဒီကဒီသူစစ်ကစော်ယူတော့လည်းသူကလည်းသိတယ်ဒီကောင်လာပြီဒီချိန်မှာကသူကဒီသူစစ်ခိုးကလည်းကြီးတာဝန်ထမ်းဆောင်ရဲ့မာစာပါဖြိုးဝေးအဲ့ဒီခြားထဲမှာကိုကသူကသိနေပြီသူကသိနေပြီသိနေတော့အဲ့ကောင်ကိုဓာတယ်မမကြောက်ဘူးအဲ့ဒီဘက်ကကောင်ကလည်းဟဲ့အောင်မင်းတို့ဗီဒီယိုပါရိုက်တာဖြိုးဝေးလာပြီဟုတ်လားဘသူမားတယ်မနေဆိုတော့ပြောရတော့မယ်အဲ့ဒီအချိန်မှာမမကြောက်တော့ပြဿနာအစားတက်ပြီ တ်တော့ဒီဘက်ကကောင်ဗီဒီယိုပါရိုက်တယ်ဒီဘိုးဝေရဲ့ပြောပုံဆိုပုံရိုက်တယ်နှစ်ယောက်တုန်းကရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာရည်ရွယ်ချက်ရှိရှိနဲ့အလုပ်လုပ်တာပြက်ကြတာစားတာဒါပေမဲ့တက်မတော်ဒီနာဆာကနော်နာဆာကအစိုးရကြီးနဲ့တက်မတော်ကကွေးဦးစီးချုပ်နဲ့အဘာတူချုပ်ကြီးတို့ကိုကျွန်တော်တို့ကချွေးဥတို့ဘာတို့ပေါ့ကျွန်တော်လည်းမသိဘူးဒီလူနှစ်ယောက်လုံးကိုပြင်းပြင်းထန်ထန်အရေးယူပါသူတို့နှစ်ယောက်လုံးရဲ့ မပြေလည်တဲ့ပြဿနာတွေကနေပြီးတော့မှချိုးဝေလုပ်တဲ့ဘဝတက်မတော့ဂုံတိတ်ကကြာစင်းစေခြင်းနဲ့နော်တက်မတော့ဂုံတိတ်ကကြာတယ်ဒီပြည်သူစစ်ကဇော်ယူတွန်းရလေတက်မတော့ဂုံတိတ်ကပြည်သူစစ်ဂုံတိတ်စာပြည်သူစစ်ဆိုတာကကနေလက်အောင်မှာရှိတာကြာကြာစင်းတယ်သူတို့နှစ်ယောက်လုံးရဲ့နော်အတ္တတွေနော်သူတို့နှစ်ယောက်လုံးဖြစ်တာလဲစောက်ပြေတနာတွေကကျွန်တော်တို့တက်မတော့ကောပြည်သူစစ်ရဲ့ဂုံတိတ်ကတွေရောအကုန်ကြာစင်းကုန်လားဒီကောင်တွေနှစ်ကောင်လုံးရောအေးယူ နှစ်ကောင်လုံးယူရမှာမယူလို့မရဘူးเนาะချိုးဝင်လဲယူသူ့ဘာသူဘာကောင်မကားလို့ဘာဖြစ်ဖြစ်ကျွန်တော်ပြောပြီးသားဒီကောင်41ကเนาะ41ကလူကဘုံမူးဆင်းဆိုရင်တဲ့ပြောတာလားတဲ့ပဲပြောလိုက်မယ်စောက်ပဲ့ပုံလို့ပေါ့ဗျာဟုတ်လားဒီရက်စီပဲစဉ်40လောက်တော့ဘူချုပ်တွေဖြစ်နေ41လောက်တော့ဘူချုပ်တွေဖြစ်နေဒါကတော့ကျွန်တော်ကတဲ့ဝေဖန်တာเนาะဟာအေးဟုတ်တယ်ရောဘုံရင်ကပြောတာ41ကအပတ်စဉ်41ကလူက ဖုံမှုစိတ်ပဲရှိတယ်ဆိုရင်ဒီကောင်ဒီငပဲ့ပဲပေါ့မဟုတ်လားအခုကကိုယ်ချင်းချင်းဖြစ်ကြတာဗျာအဲ့တော့ line ပေါ်မှာအခုကကြီးကြယ်ဖြစ်ကုန်လားအဲ့တော့အဲ့နှစ်ယောက်လုံးကတက်မလို့ရဲ့ဂုံတိတ်ကလည်းကြတယ်နော် line ပေါ်တင်တာသူတို့ကျွန်တော်တို့ဘယ်နှကတင်ဘူးလို့လဲမတင်ဘူးနော်သူတို့ချင်းချင်းဖြစ်တဲ့ကိစ္စတခုကတပတ်က41အပတ်စဉ်41ကဖြစ်တဲ့ဘုံမှုဖြိုးဝင် တပတ်ကခွဲထိန်တာပါလားခွဲအောင်လားလုတ်ခဲ့တဲ့တက်ချက်ကြီးနှစ်အောင်လုံးကစစ်တပ်တော်ဝင်ထမ်းဆောင်ပူတယ်ဘာလို့ဒီလုတ်ကိုလုတ်တာလဲအဲ့ဒီအောင်လုံးမှာပြစ်စီတယ်နော်အဲ့ဒီအောင်လုံးကြီးရွယ်ချက်ရှိရှိနဲ့အလုတ်လုတ်ခဲ့ကြတာကိုကျိုးတွေအတတွေကိုရှေ့ကိုထားပြီးတော့မှကျွန်တော်တို့တက်မတော်ပုံသိပ်ပုံရိပ်တက်မတော်ရဲ့ပုံရိပ်နဲ့ဂုံသိက်ကကြာဆင်းအောင်လုပ်တယ်တပတ်ကလည်းပြည်သူစစ်ရဲ့ ကိုသိကောင်ကိုကြားစင်းအောင်လုပ်ပြီးတော့အဲ့ဗီဒီယိုဖိုင်ကိုတင်လာအဲ့ဒါကျွန်တော်ရဲ့အဖြေပဲနော်အဲ့ဒီကျွန်တော်ဖြိုးဝင်နေလည်းမသိဘူးဒီပြည်သူစစ်ဆိုယူထွန်းနေလည်းမသိဘူးလူတွေကဒုလိုဒုလိုတွေနဲ့ကျွန်တော်တို့ခွေးချင်းချင်းကြိုက်ကုန်ပြီတဲ့ဒါလည်းမဟုတ်ပါဘူးကျွန်တော်ကပြောပြတာအဲ့တော့ဟိုကျွန်တော်စိုးရိမ်နေတယ်လိုက်မလွင်ဘူးလို့ဘာလို့ညာလို့ဘာညာပေါ့ကျွန်တော်အဓိကဒီနေ့ပြောချင်တာကတော့ဒါပါပဲဟိုအခုဘုံဘူးဝေဖြိုးပေါ့နော်မားတယ်ဇုံထွန်းလည်းမားတယ်ဝေဖြိုးလည်းမားတယ်နိုင်ငံရဲ့ ဥပဒေတိုင်းပဲရင်ဆိုင်ကြပါနော်တကယ်မားတယ်တကယ်နှစ်ယောက်လုံးကတယောက်ကလည်းယူရစေးစီစီနဲ့ကားမမချဘူးသူတို့ကသူတို့လောဘဒေါသမောဟတွေရှိလိမ့်မယ်မှန်မချတဲ့အတွက်ဟိုကလည်းမှန်မချလို့ပြောတယ်ဟိုအဲ့ချိန်မှာသူ့ကွင်းနဲ့ရောက်ပြီဆိုပြီးတော့မှပြောတယ်ဟိုကလည်းဗီဒီယိုရိုက်ထားတယ်အဲ့ဒီဗီဒီယိုကလည်း public မှာတက်တယ်ဒီနေ့မန္တလေးမှာဘာဖြစ်လဲမန္တလေးမှာအချင်းချင်းပြက်ကတ်မှုဖြစ်တယ်ကံကောင်းတယ်ဗီဒီယိုလူလူမသိဘူးနော်အဲ့ဆရာကြီးက အပြစ်ခံရတယ်ဟိုတယောက်ကတော့ဒါထားလိုက်တော့သူကစိတ်ပေါက်ပြီးတော့မှလိုက်ပြတာလိုက်ပြပြီးတော့မှကျွန်တော်တို့တက်မတော့အချင်းချင်းပဲပြစ်ခတ်ခဲ့တယ်တေဆုံးသွားတယ်ခြေချုံလာမှာနော်အများကြီးတော့သိတော့မပြောချင်ဘူးအဲ့တော့တက်မတော့မှလေဒီလိုပဲလေတေသွားမန္တလေးမှာရှိရလူတွေသိမှာပေါ့ကျွန်တော်အများကြီးတော့ဟိုသိမပြောချင်ဘူးကိုတော်ဘုန်းကြီးဒီတင်းနေမတည်ဘူးလားကျွန်တော်အကုန်လုံးသိတယ်ကျွန်တော်တို့ကပြောတဲ့ပြောတိုင်းမှပြောရတာမပြောတဲ့မပြောတိုင်းကျွန်တော်ဘယ်တော့မှမပြောဘူး ဒီနေ့ဈေးကြုံမှာနာမအင်းဝဘန်အိုင်နာမှာဖြစ်သွားတာနော်အဲ့ဒီမှာကျွန်တော်တို့ကတော့အိုက်ဆရာကြီးရတယ်အသက်ကြီးနေပြီတက်ကြီးတော့သူလည်းစိတ်နေနေဟိုလိုမျိုးပေါ့နော်ဖောက်ပုံပေါ်တယ်ဖောက်ပြီးတော့အဲ့မှာပြဿနာတက်ကြတော့ဒီနေ့တော့ကျွန်တော်တို့ကြည်စံ၅ချက်လောက်နဲ့ပြစ်ခံရတယ်ဆုံးသွားတယ်နောက်တစ်ခုကနော်ကိုဗန်နဘက်ကစတိတယ်ဗျာရှင်းနေနော်ရှင်းနေလေးနော်ကျွန်တော်အဲ့လောက်ပဲပြောလိုက်မယ်အဲ့လောက်ပြောရင်တော့ဒါကျွန်တော်ဒီလိုက်မှာဒီလောက်ပဲပြောခွင့်ရှိတယ်ဒါလောက်ပဲနော် ဲ့တော့ဒီနေ့မန်လေးရဲ့အနေနဲ့ဟောခင်ဗျားတို့ပါခင်ဗျားတို့လိုက်ဆောင်တန်ဟုတ်လားကုစော်ဘုန်းကြီးပြောတာဟုတ်တယ်အဲ့တော့ကျွန်တော်တို့ကအရန်ကြီးတိတာတွေကိုလည်းတိတယ်လို့ပြောလို့မရသလိုမတိတဲ့အရာတွေကိုလည်းလူကြီးတွေတိအောင်ပြောရမှာကကျွန်တော်တို့တာဝန်ဖြစ်တယ်ကျွန်တော်ကိုတိတ်ပြီးတော့မဖမ်းခိုင်းနဲ့နော်ခင်ဗျားတို့ဖမ်းခိုင်းတဲ့လူတွေမောသွားလိမ့်မယ်နော်ကျွန်တော်အချိန်ချင်းကကကျွန်တော်ပြောတယ်နော်ကျွန်တော်ကဒါမှမဟုတ်ဘူးကျွန်တော်ကတာမန်လူလေးတယောက်ပါနော်ဟုတ်လားအဲ့တော့ဒီရဲ့ဘိုင်းနေမှာနည်းနည်းစိတ်ဖြစ်လာတာ အခုအဲ့ဘုံဘူးဝေဂျိုးနဲ့ပတ်သက်တဲ့ဇုံတွန်းကိစ္စပြဿနာတလာတဲ့ကျွန်တော်တို့တက်မလို့ပုံရေးကြောင်းလောက်ကြတယ်အခုဒီနေ့ပြဿနာတစ်ခုတက်သွားပြီမန္တလေးမှာဒေးဂျိုးမှာနော်လိုက်ပြလိုက်တော့ဒေးသွားတယ်တော့ဒီသွားတယ်တစ်ဖက်ကတော့သူကတော့အချင်းချင်းဖြစ်တာအချင်းချင်းအချင်းချင်းဖြစ်တာနော်အဲ့တရင်ကအမှန်ပဲအချင်းချင်းဖြစ်ကြတာအဲ့လိုအချင်းချင်းတွေကြီးကို